အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့တရင်တစ်ဖွဲ့ရရဲဘော်တွေအတွက်ကျွန်တော်တို့တောထဲမှာရှိတဲ့တင်းကျန်တဲ့အားလုံးကိုသားရရေကိုကျွန်တော်တို့သွားရှာဝေမှာကြိုးပါရခင်ဗျာအဲ့တော့ပါရရှာလဲဝမ်းတော်ထိုးတို့ကော်ပီတို့တခြားတင်းကျန်တွေနေနေနေမပြောဘူးလေးလေးပို့ပါဦးတို့ရဒီနေ့ညမှာပါမယ်ကွာညပါပါရနော် ဖြစ်ဒါတော့ခန်းစော်တီလို့ခေါ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့အရင်မှာတိုးစားကြရတဲ့အဖြစ်လေးစားသုံးကြရတယ်ခင်ဗျာခန်းစော်တီကိုစားရတော့ကျွန်တော်တို့ဝိုင်းချုပ်တာတွေကောင်းတယ်ပြီးတော့ကျွန်တော်တို့ဆိုရင်ခန်းစော်တီအပိချက်ကိုစားပြည်တယ်ခန်းစော်တီကိုကျွန်တော်တင်ရညီကိုတွေဆိုရင်တိုးစရာဖြစ်လေစားသုံးကြရတယ်ဒါတော့ကျွန်တော်ရဲ့ favorite အတီးဆိုလေမမပါဘူးခင်ဗျာ ါဒါတော့ကျွန်တော်တို့တောင်းရှိမှာကျွန်တော်တို့မလာဘူးလို့ခေါ်တယ်ဗျကျိုးဒေတာတွေမှာတော့ဒါတော့ snow blue လို့လည်းခေါ်ကြရတယ်ဗျ။အော်တော့ကျွန်တော်တို့တိုးစရာဖြစ်တုံးပြကြတယ်။တို့ဒီမှာဆိုရင်ငပိဂျူတဲ့ချိန်တို့ကြား sub black ကလေးနဲ့စားတဲ့ချိန်တို့ဆိုရင်ဘောင်လေးကိုကျွန်တော်တို့တိုးစရာဖြစ်တုံးပြရတယ်ဗျ။ Okay ။အမြင့်ချိုးနေပါလေ။ အမြဲလေကောင်းနေရပဲရချင်โอเคဒါကတော့တောင်ချာညွန့်လို့ခေါ်ပါတယ်ခင် ဒါတော့ကျွန်တော်ကမွန်းကျင်ရဲ့ပေါ့နော်ဒီတော့ထဲမှာအများဆုံးပေါက်လာဆိုတော့ကျွန်တော်အစော်သေးရှိမယ်ကမွန်းကျင်ရှိမယ်ဒါနဲ့အများကြီးတော့အများကြီးပါပဲမြစ်တိပါရင်ညာကြီးအဲ့တော့တောထွက်ပစ္စည်းပေါ့ကောင်းပါလေအောင်ပါပြောဘူးလို့ဖြစ်ပါတယ်အဲ့တော့တောင်းကပြောဘူးလည်းဖြစ်ပါတယ်ဗျဒီသူ့ရဲ့မပြောသေးတာတော့စားလို့မရဘူး စားရင်တော့စားရင်တော့စားလို့ရရဗျာဒါပေမဲ့အထင်းမှာစီးရင်အများကြီးနဲ့အာယုံတော့ဖို့ပေါ့ဗျာဒါပေမဲ့အဲ့လားစားရင်လည်းငပြားကြီးပါဖြစ်တယ်လို့ကျွန်တော်ကတော့မစားဘူးဗျာဥရဖူးပဲစားရင်လေဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ပန်းတော်တို့ဖြစ်ပါတယ်ဆိုရင်တော်လာမိဘပြည်သူအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကကျွန်တော်တို့ တောထဲမှာရှာဖွေခဲ့တဲ့တီးရွက်တွေဟိုကျွန်တော်တို့ခြားပြမှာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ရှာဖွေရရှိခဲ့တဲ့အတီးရွက်တွေဆိုရင်ဖြစ်ဒီမှာဆိုရင်ပန်းစောက်ထိုးခရမ်းကစော်တီးတောင်ရှာညို့မာလာဖူးတို့ဖြစ်ပါတယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့ပုံမုံညင်ရွက်ကန်းစော်တီးပါလေးပါတယ်ခင်ဗျာဒီဘက်မှာတော့ကျွန်တော်တို့မပြောဘူးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ ချက်စစ်ဆိုရာတက်ဖွဲ့ကိုထောက်ဖို့ရင်းနေဆိုရင်တော့ကျွန်တော်တို့ချက်စစ်ဆိုရာပေးမက်ဆန်ဂျာမှာဆက်သွယ်ဗီဒီယိုခေါ်ပြီးတော့ထောက်ဖို့နိုင်ပါခင်ဗျဗီဒီယိုခေါ်ရင်လည်းရဲဘော်ဟာရာမျက်နှာမြင်မှာထောက်ဖို့ကြံပြုတ်ခြင်းပါခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ